မိတ်ဆွေတို့အခုမြင်တွေ့နေရတာကတော့အလင်းရောင်နဲ့တောက်ပေါမှုအတွက်ကြော်ကြားတဲ့ဟောင်ကောင်မှာပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီးတမျိုးလုံးရဲ့နှလုံးသားတွေနာကျင်ခံစားခဲ့ကြရတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။အရင်ကတော့ဒီမိုးမျော်တိုက်တွေကညဘက်တွေမှာရွှေလိုတောက်ပနေပြီးဒီနေ့အချိန်မှာတော့ပြာမုန့်တွေနဲ့သာဖုံးအန်းနေပါတော့တယ်။ဟောင်ကောင်မှာဖြစ်ပေါ်ခဲ့တဲ့ပြင်းထန်တဲ့မီးလောင်မှုမှာလက်ရှိအချိန်ထိလူ128ယောက်တိဆုံးကြောင်းအတည်ပြုပြီးဖြစ်ပါတယ်။လူ200ကျော်ကပျောက်ဆုံးနေဆဲဖြစ်ပြီး89ဦးခန့်ရှိတဲ့အလောင်းတွေရဲ့ကိုစားပြုမှုကိုမှတ်တမ်းတင် ရဆဲဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့ကဟောင်ကောင်ရဲ့မိုက်ခရိုခရိုင်တွင်းမှာရှိတဲ့မိုးမျော်တိုက်ရပ်ကွက်တစ်ခုဖြစ်တဲ့ဝမ်ဖူကုတ်ကောင်တွင်းမှာရုတ်တရက်မီးလောင်မှုဆက်ဖြစ်ပွားခဲ့ပါတယ်။မကြခင်တွင်းမှာပဲမီးက၈ထက်ကနေ9ထက်အထိမြင့်မားတဲ့အဆောက်အဦစီကိုပြန့်နှံ့သွားခဲ့ပါတယ်။မီးကအယမ်းမြန်ဆန်စွာပြန့်နှံ့နေတာကြောင့်မီးတပ်တစ်ဖွဲ့ကနာယီ၄၀ကျော်ကြာအောင်ငိမ့်တက်ခဲ့ရပါတယ်။အာနာပိုင်းတွေကဒီလောက်ပြင်းထန်တဲ့မီးဟာဘယ်လိုဆက်ဖြစ်တာလဲဆိုတာနားလည်ဖို့စူးစမ်းနေဆဲပဲဖြစ်ပါတယ်။လက်စစ်မီးပွားတွေကြောင့်လား ဒံငွေယိုစိမ့်မှုကြောင့်လားဒါမှမဟုတ်လူတူဦးဦးရဲ့ဂယုမဆိုင်မှုကြောင့်လားဆိုတာရှာခွေစုံစမ်းမှုတွေပြုလုပ်နေကြဆဲပဲဖြစ်ပါတယ်ဒါပေမဲ့ဒါဟာဟောင်ကောင်မှာလွန်ခဲ့တဲ့85နှစ်အတွင်းအဆိုးရွားဆုံးနဲ့အပြည့်အစုံအများဆုံးမိလောင်မှုကြီးဖြစ်တယ်ဆိုတာပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်